တန်လေးထွက်လာတော့စကားပြောနိုင်တာနဲ့ကိုစာအုပ်ကိုရေးဖို့ကြီးပဲလုပ်နေတာအဲ့တော့တောက်လျှောက်တပည့်တွေကိုလည်းအတန်ထွက်တာနဲ့သင်မဲဆိုတာကြီးပဲအဲ့တော့ဆရာကြီးကပြောမယ်ဆိုရင်ဇွဲကိုလုံးဝမလျှော့တာပါဒါပေမဲ့ခန္ဓာက မခံနိုင်တော့လားအဲ့တော့နောက်ပိုင်းလည်းသူ့ကိုယ်သူလည်းသိတယ်တရားကိုအဖန်ဖန်အလီလီပေါ့သုံးသက်တယ်နောက်အဓိကကတော့ပဋိစ္စသမုပ္ပါဒ်ကိုတော်တော်ကြီးကိုခဏခဏနာတယ်နောက်မဲခင်ရှစ်ပါပေါ့ အဲ့ဒီအတွက်ကြောင့်နောက်ပိုင်းကျတော့အဲ့ဒီစကားကိုဗာပြောလာလဲဆိုသူသေးရမှာမကြောက်တော့ဘူးတဲ့အစင်သေးဖြစ်နေပါပြီဆိုပြီးတော့ကိုအဲ့လိုကိုပြောပါလေအခုသေးတဲ့အခါမှာလေပျော့ပျော့ပြောင်းပြောင်းဖြစ်တာလေတွေ့ရပါတယ် ရာကြီးရဲ့ဒီနေ့ကနောက်ဆုံးခီးပါခင်ဗျာဟောဆရာကြီးကမလဲသွားခဲ့ဘူးဆိုရင်ပေါ့နော်ဒီကြောရိုးစစ်နံပါတ်၄နဲ့၅ချားမှာ spinal cord ပေါ့ကြောရိုး nerve ကျိုးတာမထိခဲ့ဘူးဆိုရင်ဆရာကြီးကကျိန်းသေးပါတယ်အသက်တရာတောင်ကျော်မဲ့ထင်ပါတယ်အခုကတော့အဲ့လို spinal cord ထိတဲ့အတွက်ကြောင့်သူ paralyze အဲ့လက်ဒီချီတွေကလည်းမလုံနိုင်တဲ့အနေအထားနဲ့အလုံး၁၇လလောက်ခံခဲ့ရပါတယ် ဲ့တော့ဆရာကြီးနေနဲ့တော့ပြောမယ်ဆိုရင်ဒီဝိထုခါကတော့သူ့အနေနဲ့လွတ်သွားတယ်လို့လည်းပြောလို့ရပါတယ်။နောက်ဆရာကြီးရဲ့တပည့်တပန်းတွေအားလုံးကဟိုဆရာကြီးဒီဝေဒနာတွေခံစားရင်းနဲ့တရားရှုမှတ်လိုက်နိုင်ပါတယ်။ပြောမယ်ဆိုရင်သူဒီခန္ဓာဉာဏ်ရောက်ပြီးတော့တတ်နိုင်တဲ့ဗျာတရားတွေမှတ်ရင်းနဲ့ဆရာကြီးကဉာဏ်အလင်းတွေပွင့်တယ်လို့လည်းကျွန်တော်တို့ယုံကြည်ပါတယ်။နောက်ဆရာကြီးကမသေးခင်မှာလည်းသူသေဖို့အဆင်သင့်ဖြစ်နေပါပြီ။ သေးဖို့မကြောက်ပါဘူးထီအောင်သူပြောခဲ့ပါတယ်အခုသေးတဲ့အခါမှာလည်းပျော့ပျော့ပြောင်းပြောင်းဖြစ်တာလည်းတွေ့ရပါတယ်ဒါအာလုံးဆရာကြီးရဲ့တပည့်တွေအာလုံးကလည်းဒါဆရာကြီးကကောင်းရာဘုံဘဝရောက်ပြီဆိုတဲ့ဟာကိုအားလုံးကလေယုံကြည်ကြဖို့ပြောတာပါအကယ်၍ဆရာကြီးရဲ့အလွမ်းပြေအနေနဲ့ဆရာကြီးကိုကရဝတ်ပြုခြင်းနဲ့ဆရာကြီးအလွမ်းပြေအနေနဲ့လာပြီးတော့ ကြည့်ကျင်တယ်ဆိုရင်တော့ဆရာကြီးရဲ့အယိုးပြာကိုအုတ်ကူကကျွန်တော်တို့ဒီမှာရှိပါတယ်ခင်ဗျာဟိုကျွန်တော်တို့အစ္စလမ်တင်းကြိုင်းနဲ့မြန်နေရေးဆိုင်အပေါ့ဝါမှာပဲဟိုဆရာကြီးဆရာမောင်သာချုံနဲ့လည်းတော်တော်လေးနီးကပ်မှာရှိပါတယ်ခင်ဗျာဟိုအဲ့ဒါကလည်းအလွမ်းဖြစ်မယ်ဆိုရင်ဒါဟိုလာပြီးတော့ကြည်ပြီးတော့ဂါရဝပြုချင်တယ်ဆိုရင်လည်းပြုလို့ရတယ်လို့ကျွန်တော်အနေနဲ့ပြောကြားလို့ပါတယ်ခင်ဗျာ ဟုတ်ပါတယ်ဆရာကြီးကတော့စိတ်ကတော့မလျှော့ဘူးရေစိတ်ကလည်းတိတ်မာတာပါဟိုဒါပေမဲ့ဒီ level spinal cord ထိတဲ့ဒူတိုင်းကပြောမယ်ဆိုအဓိကကတော့အသက်ရှူလမ်းကြောင်းပေါ့ respiratory failure ဖြစ်တာများပါတယ်အဲ့တော့ဆရာကြီးကဒီအိတ်ရတဲ့လဲနေတာတောင်စာကတင်လို့မရအောင်အပံမထွက်ဘူးပေါ့နော်ဒါဒီလေးပြို trachea ကိုခွဲထားပေါ့ trachea တက်မီပေါ့နော်အဲ့ရပိုက်နဲ့ရှူသွင်းရှူထုတ်လုပ်နေရတော့အသက်ရှင်လာတော့ပါဆိုဒီက nerve jaw ကလွတ်သွားတော့ နိုင်ဦးကျကျွတ်သား control မရတော့နောက် diaphragm ရဲ့ကျွတ်သားကလည်း control မရတော့မရတော့တဲ့အကြောင်း तू ကပိုက်နဲ့ဆက်နဲ့ရှူရတာအတန်လေးထွက်လာတော့စကားပြောနိုင်တာနဲ့ကိုစာအုပ်ကိုရေးဖို့ကြီးပဲလုပ်နေတာအဲ့တော့တောက်လျှောက်တပည့်တွေကိုလည်းအတန်ထွက်တာနဲ့သင်မဲဆိုတာကြီးပဲအဲ့တော့ဆရာကြီးကပြောမယ်ဆိုရင်ဇွဲကိုလုံးဝမလျှော့တာပါဒါပေမဲ့ခန္ဓာကမခံနိုင်တော့တာအဲ့တော့နောက်ပိုင်းလည်းသူ့ကိုယ်သူလည်းသိတယ် သိတဲ့အတွက်ကြောင့်တရားပဲဟောတော့ဆိုပြီးတော့သမီးတွေလည်းဟောခိုင်းသားတွေလည်းတရားဟောခိုင်းနောက်ခွေးတွေလည်းနာပြီးတော့အတူတရားကိုအဖန်ဖန်အလီလီပေါ့သုံးသက်တယ်နောက်အဓိကကတော့ပဋိစ္စသမုပ္ပါကိုတော်တော်ကြီးကိုခဏခဏနာတယ်နောက်မဲခင်ရှစ်ပါပေါ့အဲ့ဒီအတွက်ကြောင့်နောက်ပိုင်းကျတော့အဲ့ဒီစကားကိုဘာပြောလာလဲဆိုသူသေးရမှာမကြောက်တော့ဘူးတဲ့အစင်သည်ဖြစ်နေပါပြီဆိုပြီးတော့ကိုအဲ့လိုကိုပြောပါလေအဲ့တော့ခန္ဓာမရတော့လို့လားဆရာဝန်တွေကလည်းစိတ်လျှော့လိုက်တယ် စိတ်ရှော့လိုက်တာတော့ကျွန်တော်တို့ကမရှော့ဘူးဘာပဲပြောပြောနောက်ဆုံးအချိန်လေးဒီရအောင်ကုမယ်ဆိုကျွန်တော်တို့ကဆက်ကုနေတာအဲ့လိုကုနေရင်လည်းမနေ့အစောကြီးပဲ9:55နာရီ55မိနစ်ကြတော့ညမလေးစီကဖုံးလာတော့ခြိုင်လိုက်တဲ့အချိန်မှာဖေဖေအခုလေးတင်ဆုံးသွားပါလေဆိုဖြစ်တာပါကျွန်တော်ကတော့ဒါအဖေရဲ့အမွေပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်ကငโกခင်ကလေးကစာတင်မှုကလည်းယူရချက်မရှိပါဘူးအဲကျွန်တော်တကယ်ထူးချွန်ခဲ့တာတင်ချာလို့တိတ်ပန်တွဲလို့မှထူးချွန်တဲ့ဂုံလူတွေရခဲ့တယ် ဒါပေမဲ့မေမေကကျတော့ကျွန်တော်ကိုဘိုင်းကိုလိုင်းကိုယူခိုင်းခဲ့တယ်။သူကကျတော့ဘာဖြစ်လို့လဲဆိုသားသမီးက6ယောက်ရှိတယ်4ယောက်ကဒေါက်တာဘွဲ့တွေတယောက်မှမရဘူးတဲ့အဲ့တော့နံပါတ်5ဖြစ်တဲ့ကျွန်တော်နဲ့နောက်နံပါတ်6ဖြစ်တဲ့ညီမလေး2ယောက်ပဲကျန်တော့တယ်တဲ့မင်းတို့2ယောက်တော့ဆရာဝန်ဘွဲ့နောက်ဒေါက်ထရစ်ဘွဲ့တွေရစေချင်တယ်တဲ့အဲ့ဒါနဲ့ပဲအမျက်ရည်လေးကြာလာတော့အမေမျက်ရည်လေးအားနာလို့ကျွန်တော်ကဘိုင်းကိုပြောင်းယူခဲ့ရတယ်အဲ့မှာဒေတာကောလိခက်ပေါ့အဲ့ဒီကနေမှကျွန်တော်က ဆရာဝင်လာရင်နေတဲ့ကျွန်တော်ကသွားဖြစ်သွားတာပါအဲ့တော့ညီမလေးရဲ့ကျတော့တခါအဖေကမြန်မာစာအမွေယူခိုင်းတယ်ယူခိုင်းတဲ့အတွက်ကြောင့် तू ကမြန်မာစာနဲ့ဘွဲ့ရတယ်ပြီးတော့အမေဖြစ်စီခြင်းနဲ့ doctorate ဘွဲ့ရတဲ့ကြောင့် तू က PhD ဒေါက်တာ ဖြစ်တယ်နောက်မြန်မာစာပုံမောက်ခအနေနဲ့လည်းတာဝန်ထမ်းဆောင်ပါတယ်အဲ့တော့ဟိုတားရီတမီးတွေအနေနဲ့ကတော့အဖေနဲ့အမေနဲ့ဖြစ်စီခြင်းနဲ့ဆန္ဒလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကလည်းဒေါက်တာဇီဝါဆိုတဲ့နာမည်လေးအဖေကပေးတာ နောက်မင်းဇီဝဘေးတာပဲသင်ဆိုတော့အမေကဇီဝဘေးတာယူခိုင်းတော့ယူလိုက်ရတယ်အဖေကဇီဝဘေးတာသင်ဆိုတော့သင်လိုက်ရတယ်သင်ပြီးတော့လေတခါဒေါက်တာဇီဝဆိုတဲ့နာမည်လဲသူ့ဘေးတာအဲ့ဒါနဲ့မင်းကစာသင်မှုအတွက်မွေးဖွားလာတဲ့သူတဲ့စာဖဲသင်ရမယ်ဆိုတာနဲ့ကျွန်တော်ကစာသင်သင်ရင်းနဲ့အခုလဲကြောင်းနေတာထောင်ထားတာမသင်ရရင်မနေနိုင်ဘူးအဲ့ဒါကြောင့်ယနေ့လေသင်နေတော့မှဒါအဖေရဲ့ jeans ပေါ့နော်ကျွန်တော်ဗီဇအရအမွေလဲဆက်ခံရင်းနဲ့ ဟိုတက်နိုင်သမျှအဖေလူမျိုးပေါ့နော်ဟိုတော်အောင်လဲစ조사ပါမယ်အဖေကတော့ကျွန်တော်လီစာထိုက်တဲ့အမတန်အားကြတဲ့ဂုံယူရတဲ့ပုံကူကြီးပါအဲကျွန်တော်အဖေရဲ့ခြေလမ်းကိုမိအောင်လိုက်နိုင်မှုတော့မလွယ်ပါဘူးကျွန်တော်ရဲ့ဆံပြပုံကူကြီးဖြစ်ပါတယ်ဒါကြောင့်ဘာပဲပြောပြောအဖေမရှိတော့တဲ့အခါကျွန်တော်တို့ပို့ပြီးတော့조사ပါမယ်ကြောင်ကြောင်တို့ကြောင်သားတွေကိုလည်းလိမ္မာရည်ကြီးရှိအောင်လဲတင်ပါမယ်နှလုံးသားလှအောင်လဲတင်ပါမယ်အုံနောက် ဉာဏ်ပညာတွေထက်မြင့်အောင်လဲကျွန်တော်တို့သင်ကြားပါမယ်တိုင်းပြည်ကိုလည်းချစ်တတ်တဲ့စိတ်လေးတွေရအောင်ကျွန်တော်တို့သင်ကြားပေးသွားပါမယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့